အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်စားသုံးနေကြရတဲ့တီဟိုစေးအကြောင်းကိုဗဟုသုတရစရာအကောင်းဆုံးပုံစံနဲ့တင်ပြပေးသွားမှာပဲဖြစ်ပါရယ်ဒီဟာတီဟိုစေးကိုအစာပြေစားဖို့တာပဲဖြစ်ဖြစ်ကိမုံဒီမှာထဲစားဖို့တာပဲဖြစ်ဖြစ်ဟင်းချက်ရမှာသုံးဖို့တာပဲဖြစ်ဖြစ်ဒီဗီဒီယိုကတင့်ကိုအန်အောင်ဆရာကောင်းတဲ့အချက်လက်သစ်တွေအများကြီးပေးဆွနိုင်မှာပါတီဟိုစေးရဲ့အသုံးဝင်ပုံဒီကျမကြီးဆန်ရကောင်းကျိုးနဲ့ဆိုးကျိုးတွေကပါတယ်လေ ဓာတ်မတန်မှုတွေကဘလို့လဲပထမဆုံးတည်ထားတဲ့အချက်ကတော့ကျွန်တော်တို့တီဟိုစေလော့ခေါ်ကြတဲ့အရာဟာတကယ်တော့အစ်မဟုတ်ပါဘူးအတီးသမျိုးပါဘလို့ဖြစ်ရတာလဲဆိုတော့တီဟိုတွေမှာပထမဆုံးတီဟိုတီလို့လုံးဝနဲ့အတီးကြီးကအရင်တီးပါတယ်အဲ့ဒီအတီးရန်အောက်ခြေမှာမှကျွန်တော်တို့မြင်နေကြတီဟိုစေးပုံစံလေးကတွေ့လောင်းလေးတီးနေတာပါတကယ်ကိုချူးခြားတဲ့တဘာဝအန်အောပဲရပါတယ်တီဟိုစေးရဲ့အတုံးဝင်ပုံ ။ဒီဟိုဈေးကိုအစားအစာတွေမှာအများဆုံးအသုံးပြုကြပါရဲ့။ကိတ်မုံတွေ၊ဘီစကစ်တွေ၊ချောကလက်တွေအသင့်အစားသရေစာတွေမှာထည့်သွင်းလေရှိသလိုအိန္ဒိယလိုနိုင်ငံတွေမှာဟင်းချက်တဲ့အခါအစိမ့်လိုက်ချိတ်ပြီးဟင်းချိုရည်ကိုပြည့်စုံဖို့အထွတ်သုံးကြပါရဲ့။ဒါအပြင်တီဟိုစိတ်ကနေတီဟိုစိတ်ထောပါကက်ရှူဘာတာတီဟိုစိတ်နိုကက်ရှူမိတ်တီဟိုစိတ်စီတွေကိုလည်းထုတ်လုပ်ကြပါတယ်ဒီထုတ်ကုန်တွေဟာကျမကြီးနဲ့ညီညွတ်တဲ့အစားအစာတွေအဖြစ်ရေပန်းစားလာပါတယ် ကျမ်းမာရေးဆိုင်ရာကောင်းကျိုးနဲ့ဆိုးကျိုးများဒီဟိုစီဟာအညာသာရှိယုံနဲ့မကပါဘူးကျမ်းမာရေးအတွက်လည်းအကျိုးကျေးဇူးအများကြီးပေးဆွမ်းပါတယ်ကောင်းကျိုးများနှလုံးကျမ်းမာရေးဒီဟိုစီမှာမပြေဝအစည်းဓာတ်တွေကြွေဝစွာပါဝင်ပါတယ်ဒါရီဟာနှလုံးရောဂါဖြစ်နိုင်ခြေကို ရောချပေးနိုင်ပြီးတွေးတွင်းကိုလက်စထရောပမာဏကိုထိန်းညှိပေးနိုင်တယ်လို့ဆိုပါတယ်အယိုးနဲ့အာယုံရောအတွက် တီယိုအစေ့မှာပါဝင်တဲ့မက်ဂနီဇီယမ်နဲ့ကျေးညီဓာတ်ကအရိုးကိုတန်မာစေပြီးအာယုံကြောတွေကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အရေးပါပါတယ်။အန်တီအောက်ဆီဒန့်အစွမ်းတီယိုအစေ့မှာတွေ့ရတဲ့လူတင်းနဲ့ဇီယာတန်တင်းဓာတ်တွေဟာမျက်လုံးကျန်းမာရေးကို အထောက်အကူပြုပြီး cell တွေရဲ့ပျက်စီးမှုကိုကာကွယ်ပေးပါတယ်။ကိုယ်အလေးချိန်ထင်းညီခြင်းဒီ OC ဟာအမြန်ထက်နဲ့ပရိုတင်းထပ်ပါဝင်တာကြောင့်အစာအိမ်ကိုပြေဝစေပြီးအလွန်အကျွံစားသုံးခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။ဆိုးချိုးများ ဒါပေမဲ့ဘယ်အရာမဆိုအလွန်အကျွံစားရင်မကောင်းဘူးဆိုတာမမေ့တန်ပါဘူး။အစီနဲ့ကယ်လိုရီများခြင်းတီဟိုစိတ်မှာကျန်းမာရေးနဲ့ညီညွတ်တဲ့အစီဓာတ်ပါဝင်ပေမဲ့ပမာဏများတာကြောင့်အများကြီးစားသုံးမယ်ဆိုရင်ကိုယ်လေးချိန်တက်လာနိုင်ပါတယ်။ဓာတ်မတည့်ခြင်း allergies မိဘနဲ့အခြားအဆစ်ဆန်တွေလိုပဲတီဟိုစိတ်ဟာလည်းအချို့လူတွေမှာဓာတ်မတည့်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ရိုင်းရန်တာအရေးပြားနိမြန်တာအသက်ရှူရာခက်ခဲတာမျိုးတွေဖြစ်နိုင်ပါတယ်။အစီဓာတ်ပမာဏများခြင်း အစီတဲ့များတဲ့အတွက်အစာအိမ်နာတာလေးပွားတာမျိုးဖြစ်နေတာမျိုးအစာအိမ်ဦးလန်းချုံကောင်းမွန်စွာလုံမလုံသူများအတွက်အလွန်ကျွံစားသုံးခြင်းကိုရှောင်တဲ့ပါတယ်တိကျခိုင်မာသည့်သူတေသနာများဒီနေရာမှာတော့ကျွန်တော်တို့တင်ပြနေတဲ့အချက်လက်တွေဟာဘလို့သူတေသနာတွေပေါ်မှာအခြေခံထားလဲဆိုတာကိုပြောပြပေးသွားပါမယ်ဒီလိုအချက်လက်တွေကိုသူတေသနာပြုလုပ်ထားတဲ့အဖွဲ့အစည်းတွေအများကြီးရှိပါတယ်ဥပမာ The National Institutes of Health American ပြည်ထောင်စုရဲ့ကျန်းမာရေးဆိုင်ရာသူတေသနာလုပ်ငန်းတွေမှာ ဦးဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Harvard DH Chan School of Public Health ကျန်းမာရေးနဲ့အာဟာရဆိုင်ရာလေ့လာမှုတွေကိုနံပါတ်ကြီးတက္ကသိုလ်တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ပြုလုပ်ပါတယ်။ American Journal of Clinical Nutrition ကျန်းမာရေးနဲ့အာဟာရဆိုင်ရာသိပ္ပံနည်းကျစောင်းပါးဒီစာတမ်းတွေကိုထုတ်ဝေတဲ့နံပါတ်ကြီး Journal တစ်ခုဖြစ်ပါတယ်။ဒီအဖွဲ့အစည်းတွေနဲ့ Journal တွေရဲ့သုတေသနပြုလုပ်ချက်တွေအရာ ဒီဟိုစိတ်ကိုအသင့်အသင့်စားသုံးတာဟာကျန်းမာရေးအတွက်အကျိုးအကျေးဇူးများစွာပေးနိုင်တယ်ဆိုတာကိုအခိုင်အမာတွေ့ရှိခဲ့ကြပါတယ်။ကဲဒီတော့ဒီဗီဒီယိုကိုကြည့်ပြီးနောက်မှာတော့ဒီဟိုစိတ်ကိုကျွန်တော်တို့ဘယ်လိုစားသင့်တယ်ဘယ်လိုပုံစံနဲ့ထောက်လုပ်တယ်ဘယ်လိုအကျိုးအကျေးဇူးနဲ့စိုးကျိုးနေရှိတယ်ဆိုတာကိုသိသွားပြီလို့မျှော်လင့်ပါတယ်။နောက်ဆုံးအနေနဲ့ဒီဟိုစိတ်ဟာအသင့်အသင့်စားသုံးမယ်ဆိုရင်အရသာရှိတဲ့အစားအစာတစ်မျိုးဖြစ်တယ်လို့ကျမ်းမာရေးအတွက်ပါအထောက်အကူပြုတဲ့တည်ရစာတစ်မျိုးဖြစ်ကြောင်းပြောကြရင်းဒီဗီဒီယိုကိုဒီမှာပဲရနားလိုက်ပါတော့မယ်။ ကျွန်တော်တို့ရဲ့ဗီဒီယိုကိုအဆုံးသီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုဘုသူတရဆရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါဘူးခင်ဗျာနောက်ထပ်ဘယ်အကြောင်းအရာတွေကိုစိတ်ဝင်စားလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာပြောရွှင်ကြပါစေ